โอเคမင်္ဂလာပါဗျာဆိုတော့အားလုံးပဲမင်္ဂလာပါ Gobi Beach ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ဒီ live ကတော့ဒါ73ရက်4လ2025ရက်ဒါ La Liga နဲ့ Bundesliga ရဲ့ဘွေးကြုံသုံးသချက် live လေးဖြစ်ပါတယ်ဆိုတော့ရှေ့မှာတော့ကျွန်တော်ဒါ series လေးပွဲရဲ့ live ကိုဒါတင်ပြီးသွားပါပြီအဲ့တော့ဒီ series live ရဲ့ဒီအခု La Liga နဲ့ Bundesliga live ရဲ့နောက်ဆုံးမှာတော့ကျွန်တော် Premier League နဲ့ ဒါဒီနေ့ရဲ့အားလုံးရွေးချယ်မှု live လေးတွေပြန်ပြောပြီးမှဖြစ်ပါတယ်เนาะအဲ့တော့ဒါကတော့ဒီ live ကတော့ La Liga နဲ့ Bundesliga သုံးသချက် live လေးဖြစ်ပါတယ်ဆိုတော့အသေးလေးလက်မလေးနဲ့တော်တော်လောက်ကုညီပြီးတော့နှိပ်ပေးကြပါဘာလို့တို့နေเนาะအဲ့တော့ကျေးဇူးများတင်ပါတယ်ဗျအဲ့တော့ကျွန်တော်ဒီ Bundesliga လေးဒါလက်ချက်နှစ်ပွဲလေးအရင်သုံးသပ်ပြပါမယ်နော်အဲ့တော့အသေးလေးလက်မလေးနဲ့တရားတစ်ချက်ကွန်ပျူတာနှိပ်ပြကြပါဦး brother တို့နော်ကျေးဇူးများတင်ပါတယ်ဗျအဲ့တော့ဒါ wise မှာဆော့ကျင်တဲ့ညီကိုရင်းနေလာရဲ့ ကိုမီကိုဘီရဲ့ promo code ဖြစ်တဲ့ GB777 ကိုအသုံးပြုတော့လေ100% bonus တွေရယူနိုင်ပါတယ်အသေးသေးသိရှိလို့ပါက Wise Web မြန်မာ Facebook page နဲ့တို့ application တို့မဟုတ် website link ရဲ့ customer service call လေးကိုနှိပ်ပြီးတော့လေ24နာရီသိလို့ရတယ်မေးမြန်းလို့ရပါတယ် Okay let's go ပါအဲ့တော့ဒါ bonus league မှာလက်ချံပွဲရဒါနှစ်ပွဲပဲရှိတယ်ဗောနော်ဒီနေ့ Stuka နဲ့ Water Bremen ရှိမယ် Frankfurt နဲ့ဒါ heading နဲ့ပွဲရှိမယ်မနေ့ကတော့ကျွန်တော်တို့ bonus league ပွဲတော်တော်များများအဆင်ပြေခဲ့တယ်ဗောလीနော်တော်တော်လေး fine ခဲ့ပါတယ်မနေ့ကကျွန်တော် bonus league မှာက ဒါ Union Berlin body နဲ့ Union Berlin goal အောက်အဆင်ပြေတယ်။နောက် Osberg body အဆင်ပြေတယ်။ Motion Club က goal ပေါ်ကတော့သုံးလုံးတေးမှာတေးဖြစ်သွားတယ်။နောက် Mace goal အောက်လေးလည်းအဆင်ပြေတယ်။ Saint body body လေးလည်းအဆင်ပြေပြီးတော့ဒါ Dortmund body ရော Dortmund goal ပေါ်နှစ်ကြောင်းလုံးကျွန်တော်အဆင်ပြေခဲ့တယ်။ဆိုတော့မနေ့က Bundesliga ကတော့အကုန်လုံးကြီးကို all fine ခဲ့တယ် body နော်။အဲ့တော့ဒီနေ့လက်ချက်နှစ်ပွဲလဲဒါကံကောင်းမှုပဲမျှော်လင့်ပါတယ်။အဲ့တော့လက်ချက်နှစ်ပွဲမှာတော့ကြိုက်တာကတော့တပွဲပဲရှိတယ်။အဲ့ဒါကတော့ဒီ Stuttgart နဲ့ကျွန်တော် Werder Bremen ပွဲလေးပဲရှိပါတယ်။ Heading Heading နဲ့ Frankfurt ပွဲကအရင်ကြီးရှုပ်ထွေးတယ်ဗျာ။ကြီးအသွားလာအရာလीနော်။ဒါကြောင့်ကျွန်တော်ဒီဒီနှစ်ပွဲ ပွဲမှာတော့ဘွန်ဒီလာနှစ်ပွဲမှာတော့စတူဂတ်ပွဲလေးပဲကျွန်တော်ကြိုက်တယ်အဲ့တော့စတူဂတ်ကတလုံး90ပေါင်းမှာကျွန်တော်၃လုံး30ရုံးနဲ့ကျွန်တော်ပြန်ကာရန်ထားတယ်ပထမကျော့ဝါဒါဘရီမင်အင်ကောမှာဒဲဂျီပေးပြီးတော့တူတူဆိုတဲ့ရလလေးဖြစ်ထားတယ်အတော့ဒီနေ့ဘက်မှာတကယ်ပေးတဲ့ကြီးက level 100ရုံးဒီစတူစတူဂတ်ဘက်ကပေးရမှာဆိုတော့ပေးတဲ့ကြီးထပ်ပို့ပြီးတော့ဒါ level 50ပြင်လာတယ်ဒါကလည်းအင်ကွင်းအားသာချက်နဲ့ဥရောပဝင်ကွင်းအတွက်စူးစမ်းနေတာကြောင့်ဒါစတူဂတ်အနေနဲ့တလုံးကိုဒါ90ပေါင်းပေးရခြင်းဖြစ်ပါတယ်ဆိုတော့မကြိုက်တဲ့အချက်ကတလုံး90ပေါင်းနောက်မှာ ၃လုံး30ရှုံးဆိုတဲ့ဂိုးပေါင်းကြီးဟာတော်တော်လေးပြင်းနေပါတယ်ဆိုတော့ပြောချင်တာကတလုံး90ပေါင်းဝင်ရုံးမှာဘော်ဒီဝင်ရုံးမှာ၃လုံး30ရှုံးဆိုကြတဲ့က sugar bug က အဲနှစ်ခုပြတ်ဖို့ဆိုတာကဝါတာဘရီမင်ကဂိုးရဖို့ chance ကပိုပြီးတော့များနေတယ်80ကရာခိုင်နှုန်းလောက်တေချာနေတဲ့အနေအထားမျိုးဖြစ်နေတာကြောင့်ဒီဘွဲကစုကနိုင်တော့မှအရန်ကြီးဂိုးပြတ်နိုင်မယ်ခြေမျိုးမဟုတ်ဘူးဗျာကျွန်တော်ခြေလေးပြပြီပဲနော်အဲအဲ့တော့ပထမချက်မှာဒေဂျီပြီးခဲ့တယ်တူးတူးနဲ့ပွဲပြီးခဲ့တယ်ဒီမှာပေါ့နော်အဲ့တော့ဒါကြောင့်ဒီဘွဲမှာ level တရားရှုံးပြရမှာအဲ့တော့လက်ရှိတစ်ဖက်ကပြန်ကြည့်ရရင်စုကအသင်းဟာဥရောပဝင်ခွင့်နဲ့ကျိုးတော့ကျိုးစားလို့ရာသေးတယ်ဗောလေဒီဖက်ကအပေါ်ကအသင်းတွေက Freiburg တို့ ဒီဒေါမွန်တို့ဒီအော့စပတ်တို့ကလည်းခြေစွမ်းအရင်ကြီးတည်ငိမ့်နေတဲ့အသင်းတွေဖြစ်တာကြောင့်စုကတ်ဒီအားဒီမှာဥရောပဝင်ဝင်အတွက်တော့တိတ်တော့မလွယ်ဘူးဗျာနော်တိတ်မလွယ်ဘူးအဲ့တော့စတူကတ်ကပြီးခဲ့တဲ့နောက်ဆုံးပွဲမှာဘိုချန်အသင်းကိုနိုင်တာကဘိုချန်ခြေစွမ်းညံ့လို့ဒီတန်းစင်းဆောင်အသင်းဖြစ်လို့ဒါနိုင်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ဒီပြီးခဲ့တဲ့ဘိုဂယ်ဖလားမှာတော့ဒါလိုက်ပ်ဇစ်အသင်းကို3-1နဲ့နိုင်ခဲ့တယ်ဆိုတော့အင်ဝင်းလေးတော့ဒါအခုလက်ရှိအချိန်ထိတော့ချီမကြသေးဘူးလို့ယူဆလို့ရတယ်ဒါပေမဲ့ခတ်တာကအင်ဝင်းမှာအဓိကအားနေချက်က ွဲတိုင်းလို့လို့ဂိုးပေးရတဲ့အချက်ပေါ့နော်တောက်လျှောက် over 2.5ဒီများတယ်အဲ့တော့ဒီနေ့မှာ Bayern Munich ကို1-3နဲ့ရှုံးတယ် Liverpool ဆန်ကို3-4နဲ့ရှုံးတယ်ဒီ Leipzig ကို3-1ပေးရတယ် Wolfsburg ကို1-2ပေးရတယ်ဆိုတော့ပွဲတိုင်းလို့လို့တိုက်စစ်အားကောင်းတဲ့အသင်းတွေနဲ့တွေ့တိုင်းမှာ Stuttgart ကဂိုးပေးရတဲ့အနေအထားသွားတွေ့ရတယ်တစ်ဖက်ကပြန်ကြည့်ရရင်လည်းတစ်ဖက်ကအသင်း Werder Bremen အသင်းရဲ့ဒီလက်ရှိတိုက်စစ်ကတော်တော်လေးအဆင်ပြေနေတယ် Frankfurt လို့အသင်းကိုတောင်မှ clean sheet ယူပြီးတော့2-0နဲ့အင်္ဂါမှာနိုင်ခဲ့တဲ့အနေအထားမျိုးဒီမိုချာကလာဘက်အသင်းကိုလည်းဒါ2-4နဲ့ကန်ခဲ့တဲ့အနေအထားမျိုးပေါ့နော်အဲ့တော့အဝေးကဒါ9ပွဲမှာလည်း6ပွဲတိတိ ဗာဒါဘရီမင်ကဂိုးပေါ်ထားတယ်ဒီထဲမှာဖရိုက်ဘက်လိုအသင်းကို၅ဂိုးပြတ်တင်နဲ့ရှုံးခဲ့တယ်လို့လီဗာကိုဆန်အိမ်ခွန်းမှာလည်းတူးစီးနဲ့နိုင်ခဲ့တဲ့အချက်ကြောင့်ဗာဒါဘရီမင်ခြေစွမ်းဟာအတိတကျတော့မရှိဘူးခြေစွမ်း တရင်တရင်ဖြစ်နေတဲ့အနေအထားမျိုးပေါ့လीเนาะအဲ့တော့ဘလိုပဲဖြစ်ဖြစ်လက်ရှိအနေအထားအရဒီစတုကအတင်အားနေနိုင်43မှတ်နဲ့ဒါဒေါမွန်ကိုကြော်ပြီးတော့အဆင့်၈ရက်တည်နိုင်မှာဖြစ်ပါတယ်အဆင့်6အတင်ဖရိုက်ဘတ်အတင်ကတော့ Europa Conference League ဝင်ခွင့်အတွက်ဒါ45မှတ်နဲ့ရက်တည်နေပြီးတော့ Mace ကတော့လက်ရှိအဆင့်9မှာ46မှတ်နဲ့ရက်တည်နေတာဖြစ်ပါတယ်အပေါ်ကအဆင့်၄ Leipzig အတင်ကတော့48မှတ် Frankfurt က48မှတ်ဖြစ်တဲ့အတွက်အဲတကယ်ယုံမယ်ဆိုရင်တော့တင်ချာကနန်းအရာအဖြစ်တော့စတုကဟာ Champion League ဝင်ခွင့်အတွက်လေဒါ PR ဆက်ပြီးပေးနိုင်သေးတဲ့အခြေအကြောင်းဒီပွဲကတော့ ဘလို့ပဲဖြစ်ဖြစ်စတူကကတော့ ဒါတန်းစင်ဟိုတန်းတက်ဖို့အတွက်ကတော့ဒါရုံးကန်လာမယ့်အနေထားပေါ့လေဒီလိုမျိုးအနေထားမှာတလုံး90ပေါင်ပေးတယ်ဆိုတဲ့ကနည်းနည်းလေးတော့ပျော့တဲ့အနေထားမျိုးဖြစ်နေတယ်ပေါ့နော်ဘာလို့ဒေါမွန်နောင်မှအင်ကွင်းမှာတလုံး90ရုံးအထိနော်ပေးခဲ့တဲ့အနေထားမျိုးဖြစ်တာကြောင့်တကယ်တမ်းစတုဂတ်တေချာပေါ့သုံးမှတ်ရမယ်ဆိုရင်တော့တလုံးတီကြီးပေးတဲ့နယ်လို့တော့ကျွန်တော်တို့ယူဆတယ်ဘာလို့စတုဂတ်အနေနဲ့ကဒီအာဒီမှာပြန်ကြည့်ရရင်လေအင်ကွင်းမှာဒါဒီဝူဘတ်လို့အသင်းကိုဒါတလုံးတီကြီးပေးခဲ့တယ်အော့စ်ဘတ်အသင်းကိုတလုံးတီကြီးပေးခဲ့တယ်ဒါကြောင့်အခုပေးထားတဲ့ဒီအော့စ်ဘတ်အောက်ကဒီဒီ water remain အသင်းကိုပေးတဲ့ကြီးက တလုံး90ပေါင်ဖြစ်နေတဲ့အတွက်နိုင်အောင်မှနှလုံးတော့အရင်ကြီးပြတ်မဲ့အနေအထားမျိုးမရှိနိုင်တာကြောင့်3လုံး30ရှုံးရွာဝါဒပြင်ကိုရမယ်ဆိုတဲ့အချက်လေးထည့်သွင်းစဉ်းစားထားတာဖြစ်ပါတယ်အဲ့တော့ကြောက်စရာတစ်ချက်ကတော့21တပောက်ပဲရှိမယ်22လက်ဖြစ်နိုင်တယ်လို့23တို့ပါလို့ဖြစ်နိုင်တာကြောင့်ဒီဘက်လေးတော့နှစ်သိန်းပေါင် AACC 3လုံးလုံးရောက်မယ်ထင်ပါတယ်အဲ့တော့30ရတော့ရင်းလို့ပြောမယ်ထင်ပါတယ်ဆိုတော့ဒီဘက်လေးတော့ဝါဒပြင်ကိုပေါ်လီကြိုက်ပါတယ်ဘော်ဒီရနေမယ်ဆိုတော့ကျွန်တော်ဝါဒပြင်ဘော်ဒီပဲ ပူကြိုက်တယ်ဒါပေမဲ့ရွေးဆိုရင်တော့ကိုဘော်ပဲနေပြမှာဖြစ်ပါတယ်အဲ့တော့ဒါမောင်းထဲမှာဒီနေ့ဒါ water premium ကိုဘော်လေးထည့်ထားပါတယ်โอเคအဲ့တော့နောက်တစ်ပွဲကတော့ front fan နဲ့ heading hang ပေါ့နော်ဒီပွဲကတော့ကျွန်တော်ရှောင်းနေလက်ရှိ front fan ဟာတလုံး60ပေါင်းမှာတလုံး40ပေါင်းနဲ့ပြန်ကားထားတယ်ပထမကြော heading hang အင်ကွန်းမှာ front fan away win အနေနဲ့ပဲတရားရှုံးကြီးကို4စီးနဲ့အောင်ပြီးတော့ဒီနေ့ပွဲမှာအင်ကွန်းအနေနဲ့တကယ်တမ်းပေးတဲ့ကြီးကတလုံးတည်ကြီး front fan ဘက်ကပေးရမှာဖြစ်ပါတယ်ဒါကိုအခုဟိုးအောက်က နော်အဆင့်16ဒီတန်းစင်းဆောင်က head hang လို့အသင်းကို frankfurt လို့အသင်းကတလုံး60ပေါင်းပေးတယ်ဆိုတော့ body ကြီးဟာမတရားကြီးတော့ပျော့နေတယ်ဗောနော်ဒါပေမဲ့မနေ့က2023ဆယ်လာပိုင်းလုံးကတော့တ мян တနေ့ကအိမ်ဝန်းမှာ front fat ပေးတဲ့ကြီးကတလုံး90ပေါင်းကိုတူးစီးနဲ့ပွဲပြီးခဲ့တာကြောင့်ဒါတလုံး90ပေါင်းတော့ပေးခဲ့ဘူးသေးတယ်ဒါပေမဲ့အဲဒီတော့ကခြေစွမ်းနဲ့အခုခြေစွမ်းတော့မတူပါဘူး front fat ဟာလက်ရှိဒီဟာဒီအိမ်ဝန်းလဲကောင်းတယ်လို့တန်းဆင်းဆောင်ကเนาะ heading အသင်းမျိုးကိုတော့အဲတလုံး60ပေါင်းပေးစရာအကြောင်းမရှိဘူးဘာလို့လက်ရှိအနေထားအရာ ပြန်စင်းစားမယ်ဆိုရင်လည်းလက်ရှိ Wolves လို့အဆင့်7ကအသင်းတော်မှာနောက်ဆုံးပွဲမှာ Head Hein အသင်းကိုအိမ်ခွင်းမှာတလုံး90ပေါင်ပေးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်အဆင့်3 Frankfurt ကတလုံး90ပေါင်ပေးစရာအကြောင်းမရှိဘူးဗျ။အဲ့တော့ Frankfurt ကိုပြန် Frankfurt ဘက်ကပြန်ကြည့်မယ်ဆိုရင်လည်းလက်ရှိတန်းဆင်းဆောင်ကအောက်ဆုံးကအသင်းဖြစ်တဲ့ Hostkin အသင်းကိုဒီ1.5ပေါ့နော်တလုံး100ရှုံးအိမ်ခွင်းမှာပေးပြီးတော့3-1နဲ့ပွဲပြီးထားပါတယ်။နောက်ဒီပြန်ကြည့်ရမယ်ဆိုရင်လည်းတန်းဆင်းဆောင်နဲ့မှာဒီဟိုကပါတယ်နော်။ ပိုချံเนาะပိုချံအသင်းကိုတလုံး90ရှုံးဒီမှာပြီးခဲ့တယ်72နဲ့အောင်ခဲ့တာကြောင့်တလုံး60ပေါင်ကတော့ GEAR ကတော့ဒါ front fan အနေနဲ့ဒီတည်ရောက်ပဲရမယ်အနေအထားမျိုးတော့ညှုံးနေတယ်ပေါ့เนาะဒါတခုကျွန်တော်စဉ်းစားမိတာကတော့ဒါကပြီးခဲ့တဲ့ပွဲမှာ Spa အင်ဝင်းမှာ Europa League ကိုသူတို့ဒါဝမ်းဝမ်းနဲ့ကန်ခဲ့တဲ့အချက်ကြောင့်လာမယ်ပွဲ Frankfurt အင်ဝင်းမှာ Spa ကိုအိတ်ခန့်တဲ့အခါမှာသူတို့နောက်တစ်ဆင့်တက်ဖို့အတွက်ပဲအိုက်ပွဲအတွက်ပဲအာယုံဆိုင်မှာဖြစ်တဲ့အတွက်အဓိကလူစီရင အများပြားကိုဒါအဲအနားပေးမှာဖြစ်တဲ့အတွက်ဒီလိုမျိုးကြီးမျိုးဖွင့်လေတယ်လို့ပဲယူဆပါတယ်ဒါကြောင့်ဒီပွဲဆော့မယ်ဆိုတော့ line up အဓိကကြီးပါဒါကြောင့်ဒီ Itagi တို့အုပ်စုကိုတိမ့်လာမယ်ဆိုရင်တော့ဒုတိယလူစင်းနဲ့ပဲထွက်လာရင်တော့ဒီဘက်ကတေးကြတယ် head aim ပဲနေရမှာဖြစ်ပါတယ် Itagi တို့အုပ်စုပါမယ်ဆိုတော့တေးကြပေါ့ဒီဘက်က front fat တေးင်းနဲ့အနိုင်မယ်မျောလင်းရမယ်ပွဲဖြစ်ပါတယ်အဲ့တော့ one double chance ပဲကြိုက်ပါတယ်ဆိုတော့ ဖရန့်ဖတ်ပေါ်ဒီတော့မစိုးဘူးဒါပေမဲ့ဒီဘက်ကလိုင်းအပ်ပုံမှာအများကြီးမူတည်နေတဲ့အချက်ကြောင့်ဒီဘက်ကကျွန်တော်ရှောင်းလိုက်ချင်းဖြစ်ပါတယ်ကြိုက်တာတော့ဖရန့်ဖတ်1 8 double chance နေတော့အရှုံးရှိမယ်မထင်ပါဘူးโอเคဒါတော့ဒါဘွန်ဒလီကနှစ်ပွဲပြီးပြီဆိုတော့လာလီကာလေးဆက်သွားပါမယ်လာလီကာမှာကျွန်တော်အိုဆာဆူနာနဲ့ဂျီနိုဝါဂျီရိုနာပွဲတော့တိတ်တော့မကြိုက်ဘူးပေါ့နော်အဓိကအိုဆာဆူနာက လောလောဆယ်မှာ အဲ level 30ပေးထားပြီးတော့နှလုံး60ရှုံးနဲ့ပြန်ကားထားတယ်ပထမကျော့ဂျီရိုနာအိမ်ဝန်းမှာတလုံး60ပေါင်ဂျေကို 4C နဲ့ပွဲကန်ထားပြီးတော့ဒီနေ့ဘောမှာတကယ်ပေးတဲ့နေ့ကြီးကဂျီရိုနာဘက်က level 60ရှုံးအိုးဝင်းရန်ကြီးပေးရမှာဖြစ်ပါတယ်ဒါကြောင့်ခုပေးတဲ့အိုဆာဆူနာကြီးက level 30ရှုံးဆိုတာဟာအိုဆာဆူနာကြီးပြင်းတယ်လို့တော့ကျွန်တော်သတ်မှတ်လို့ရတယ်။မနေ့ကပေးတဲ့ကြီးကဒဲကြီးပေးခဲ့ပြီးတော့24နဲ့ဂျီရိုနာကနိုင်ခဲ့တာဖြစ်ပါတယ်။အိုဆာဆူနာလက်ရှိကောင်းရဖောင်မဆိုးဘူးဆိုပေမဲ့အဲတည်နေတဲ့အရှုံးကြီးပဲရှိထားတယ်။နိုင်ပွဲ အနေငယ်ပဲတွေ့ရတယ်ပေါ့လीဆိုတော့ဒီထဲမှာ Real Madrid အသင်းကိုအင်္ဂလန်မှာ1-1နဲ့ကန်တဲ့အချက်ကြောင့်တော့ဒီဘက်ကအိုဆာဆူနာရလက်လေးတော့ကောင်းလာနိုင်တယ်။ဒါပေမဲ့ပြီးခဲ့တဲ့နောက်ဆုံးပွဲမှာ Grafi အသင်းကို1-2နဲ့ကန်တဲ့အချက်ကြောင့်လည်းဒီဘက်က Girona ကိုအချိန်မီရှုံးသွားနိုင်တယ်ပေါ့နော်။ Girona ကတော့လက်ရှိနောက်ဆုံးပွဲမှာ Alavet အသင်းကို0-1နဲ့ရှုံးနိုင်ခဲ့တာဖြစ်တဲ့အတွက် ဂျီရိုနာလည်းနေခြင်းစရာတစ်စက်မှမရှိတဲ့အနေအထားမျိုးဖြစ်ပါတယ်အဲ့တော့ဘလိုပဲဖြစ်ဖြစ်လက်ရှိအိုဆာဆူနာအသင်းဟာဂျီရိုနာထက်ပိုပြီးခြေစွမ်းတည်ငြိမ်တဲ့အနေအထားမျိုးဖြစ်တာကြောင့်ကျွန်တော်အိုဆာဆူနာ1 is double chance ကပိုပြီးတော့အဆင်ပြေမယ်ထင်ပါတယ်နော်အိုဆာဆူနာ1 is double chance ဖြစ်ပါတယ်အဲ့တော့အလာဗန်နဲ့ကျွန်တော်တို့ဒါ Real Madrid ပွဲနော်နောက်တစ်ပွဲကတော့ဒါတလုံး30ပေါင်းအဝေးဝန်းကနေ Real Madrid ပေးထားပြီးတော့သုံးလုံး90ပေါင်းဆိုတဲ့ဝင်ယူနဲ့ပြန်ကားထားပါတယ်ပထမကျတော့ Real Madrid အင်္ဂါမှာနှလုံးတည်ကြီးကို3-2နဲ့ပွဲပြီးခဲ့တာကြောင့်ဒီနေ့ပေါ်မှာတကယ်နဲ့ Real Madrid ပေးရမယ့်ကြီးကအဝေးဝန်းကနေတလုံးတရာရှုံးပေးရမှာဖြစ်ပါတယ်အဲ့တော့တလုံးတရာရှုံးစားတလုံး30ပေါင်းဆို ရဲရရီယယ်မရစ်ကြီးအရန်ပျော့ပါတယ်ဒါအရှင်းပါလေလာမယ့်အာဆင်နယ်ဘွဲအတွက်နော်ဒုတိယအကြောက်ကိုပိုပြီးအာယွန်ဆိုင်မှာဖြစ်တဲ့အတွက်ဒီဘွဲကအဲသုံးမှတ်ရယုံတာကန်သွားမယ်အနေထားလို့တော့ကျွန်တော်တို့ယူဆတယ်အဲ့တော့မနေ့ကဘာစီလိုနာသုံးမှတ်ထပ်ပြီးရခဲ့တဲ့အချက်ကြောင့်ရီယယ်မရစ်ကတော့လာလီဂါဖလားအတွက်ပိုပြီးတော့ဟိုခက်ခဲသွားမယ်အနေထားလေးတော့တွေ့ရတယ်ပေါ့နိဒါကြောင့်အဲတေချာပေါင်းလက်ရှိအနေထားရဒါဒီအန်ဆလိုတီအနေနဲ့လာလီဂါဖလားပဲယူမလား ဒီ Champion League ကိုပဲလေးဘောင်ကံလာပဲရွေးချယ်ရမယ်အနေထားမျိုးဖြစ်ပါတယ်အဲ့တော့လာဘက်ကတော့လက်ရှိအနေထားအရအင်ကွင်းမှာ Anna 2.5တွေရွေးတောက်လျှောက်၈ပွဲဆက်အင်ကွင်းမှာကံထားပါတယ်အဲ့ဒီမှာ Bilbao လို့အသင်းပါတယ်ဒီလက်ရှိအနေထားအရ Girona ပါတယ် Celta Vigo ပါတယ် Espanyol ပါတယ် Villarreal ပါတယ်မာပါတယ်ဆိုတော့ Valencano အသင်းကိုတော့နောက်ဆုံးပွဲမှာ0-2နဲ့ရှုံးထားပါတယ်เนาะအဲ့တော့တစ်ခါပြန်ကြည့်ရ Real Madrid ကပြိုင်ပွဲတုံတောက်လျှောက်က6ပွဲနေရတယ်နောက်ဆုံးပြန်မှာတော့6ပွဲမှာ10ပွဲက over 2.5တည်းပဲဖြစ်ထားတဲ့အချက်ကြောင့်လေ Real Madrid ရဲ့အဓိကအားနည်းချက်ကခံစစ်ဖြစ်နေပါတယ်เนาะဒါကြောင့်ဒီဘက်မှာအဝေးဝင်းလဲဖြစ်တာကြောင့်ဒီဘက်ကတော့ နည်းလေး risk များတယ်ကြိုက်တာကတော့ zone out ကြိုက်တယ် alavet body ကြိုက်တယ်လို့ go out လေးလည်းကြိုက်တယ်เนาะအဲ့နှစ်ကြောင်းလေးကတစ်ကြောင်းတော့ဝင်နိုင်ကြီးရှိပါတယ်ဒါပေမဲ့ဒီဘွဲကအရန်ကြီးအနေနဲ့များတဲ့အတွက်မလိုအပ်တဲ့ဘွဲဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဘွဲလေးတော့ရှောင်ထားပါတယ်เนาะအဲ့တော့ဒါဒီဘွဲတော့ကျွန်တော်ရှောင်ပါတယ်နောက်တစ်ဘွဲက rear button နဲ့ကျွန်တော် valerie ဘွဲလေးပါတယ်မှာ rear button က level 60ရုံပေးထားပြီးတော့350ပေါင်းနဲ့ပြန်ကားထားတာဖြစ်ပါတယ်ပထမချော့မှာ valerie ရဲ့အင်ကမှာ valerie ရဲ့က level တရာရှုံးကြီးကို1 2နဲ့ဒါ rear button ကအနံ့ရခဲ့ပြီးတော့ဒီနေ့ဘွဲမှာတကယ်ပေးတဲ့နယ်ကြီးကတော့ဒဲကြီး ပေးရမှာ level 3ကြီးပေးရမှာဖြစ်ပါတယ်ဒါကြောင့် level 3ကြီးအစား real budget က level 60ပေးထားတယ်ဆိုတော့ real budget ကြီးတော်တော်လေးပြင်းတယ်လို့ကျွန်တော်ယူဆလို့ရပါတယ်ဒါ့ပေမဲ့ပြီးခဲ့တဲ့နှစ်ကလည်း level 50ရှုံးမှာ2 3နဲ့ပဲ valerie အသင်းကနိုင်ခဲ့တာကြောင့်ကြီးပြင်းနိုင်တဲ့အောင်တာမဟုတ်တာသတိထားဖို့စဉ်းစားမှာဖြစ်ပါတယ်အဲ့တော့ level 60ရှုံးကမှာ3လုံး50ပေါင်းနဲ့ပြန်လာထားတဲ့9ပေါင်းဝင်ရောကြောင့်ဒေချာပေါ့ budget က ကိုကိုရမယ်အနေထားပေါ့နော်ဘဲဦးကွယ်မယ်အနေထားလေးရှိတယ် real batic ကလက်ရှိကောင်းတော့တော်တော်လေးကောင်းနေပါတယ်အန်တိုနီရိုအိုဆူတောက်လျှောက်ခြေစွမ်းပြနေတဲ့အနေထားမျိုးဖြစ်တယ်ယူရိုပါကွန်ဖရင့်စီမှာလည်းနှလုံးနှစ်ကိုးပြန်းနဲ့နိုင်ထားပြီးသားဖြစ်တာကြောင့်နော်ဒုတိယအကြောကအရင်ကြီးပရက်ရှာမရှိဘူးနောက်ဆုံးပွဲမှာလာလီဂါမှာဘာစီလိုနာလိုအိမ်ခွင့်မှာတော့မှတေးဝမ်းဝမ်းကန်နိုင်ခဲ့တဲ့အနေထားမျိုးမှာလက်ရှိဒီယူရိုပါလိ နဲ့ချန်ပီယံလိဝင်ခွင့်အတော့ကတော့ဒါ try လို့ရသေးတာကြောင့်ဒီနေ့ပွဲမှာ Real Betis နိုင်တာနဲ့ Villarreal ကိုကျော်ပြီးတော့အဆင့်5 Real Betis ရောက်ရှိမှာဖြစ်ပါတယ်။ဒါကြောင့်ဒီပွဲကတော့တည်ရနေအနိုင်မဲ့ Real Betis ဘက်ကမျောလင်းရမှာဖြစ်ပါတယ်။ ဗလာရီယာကိုပြန်ကြည့်ရတော့ဗလာရီယာအသင်းဟာတရားစီမှာအဝေးခွင်းတော်တော်လေးချီမငြိမ်းတဲ့အသင်းမှာအသင်းထဲမှာပါတယ်။အလာဗက်လိုအသင်းအိမ်အိမ်ခွင်းမှာတော့မှဝမ်းစည်းနဲ့ရှုံးခဲ့တဲ့အနေထားမျိုးဖြစ်တာကြောင့်ဒီဘက်မှာရီယယ်ဘက်အိမ်ခွင်းမျိုးကိုနိုင်စရာအကြောင်းမရှိပါဘူးเนาะ။ဒါကြောင့်ဒီဘက်လို့ရွေးမယ်ဆိုတော့ရီယယ်ဘက်ဘော်ဒီပဲကြိုက်ပါတယ်။ရီယယ်ဘက်ဘော်ဒီပါ။โอเคအဲ့တော့နောက်ဆုံးပွဲကတော့ဘီဘောင်နဲ့ဒါဗလာကနိုပွဲပါ။ဘီဘောင်ဘက်က level 100ရှုံးချေးကိုနှလုံး20ရှုံးနဲ့ပြန်ကထားတာဖြစ်ပါတယ်။ပထမချော့ ဗလာဂနိုအင်ကွန်းမှာဘီဘာအိုအဝေးဝင်ကနေလေဗယ်50ပေးထားပြီးတော့12ဆိုတဲ့ရက်လက်လေးဖြစ်ခဲ့တယ်။ဒါကြောင့်ဒီဘက်မှာတကယ်တမ်းပေးတဲ့ကြီးကဘီဘာအိုဘက်ကအင်ကွန်းကနေတလုံး50ပေါင်းပေးရမှာဖြစ်ပါတယ်။အဲ့တော့လူရာထတ်တော့အနှင်းငယ်လေးတော့ဘော်ဒီကြီးပျော့နေတယ်။ဒါပေမဲ့ဘော်ဒီကြီးနဲ့အတူဂိုးပေါင်းကြီးပါလိုက်ပျော့နေတာဖြစ်ပါတယ်။နှလုံး20ရှုံးဖြစ်တာကြောင့်နှစ်သင်းစလုံးပေါင်းရင်တော့မှနှစ်ကိုးရဖို့တော်တော်လေးခက်ခဲမယ်ဆိုတဲ့ကြီးမျိုးဖြစ်ပါတယ်။မနစ်က2023 12လပိုင်းတုန်းကနောက်ဆုံးထိတဲ့တွေ့ဆုံမှုမှာဘီဘာအိုအသင်းဟာအင်ကွန်းကနေဒါတလုံး50 sorry ပါ အဲ့တော့တလုံး90ရှုံးပေးခဲ့ပြီးတော့ 4C ဆိုရဲရလက်ဖြစ်ခဲ့တာကြောင့်နောက်ဆုံးပေးခဲ့တာတလုံး90ရှုံးဖြစ်တဲ့တော့အခုပေးတဲ့ level 100ရှုံးကြီးဟာမတရားပျော်လွန်သောကြီးမျိုးဖြစ်ပါတယ်เนาะအဲ့တော့ level 100ရှုံးကြီးဟာအင်ကွန်သမိုင်းတစ်ချက်မှာ2ချိန်ပဲဖွင့်ခဲ့ဘူးလေ2ချိန်လုံးကြီးရှုံးခဲ့ပါတယ်เนาะဒီမှာ2023မှာတစ်ချိန်12နဲ့ကြီးရှုံးတယ်2021မှာတစ်ချိန်12နဲ့ပဲထပ်ပြီးကြီးရှုံးခဲ့တာကြောင့်အခုလေဒီကြီးဟာအမှန်တမ်းပြောရင်တော့လုံလောက်သောပြင်းရှားမှုမျိုးမဟုတ်ဘူးဘီဘာဟိုကနောက်ဆုံး3ဘွဲဆက်ဘေးကိုမကွဲထားဘူးစီးစီးတွေကြီးပဲ3ဘွဲလုံးကန်ထားတယ်လို့အဲ့ရှေ့ကဆေဗီလာအင်ကွန်မှာလည်း01နဲ့ပဲပွဲပြီးခဲ့တာကြောင့် နည်းနည်းလေးအဲတိုက်ဆက်ကဂိုးမရသလိုကန်စီလေးအသားပြုတ်ပြီးတော့စွန်နေတယ်။တပတ်ကဗလာဂါနိုကတော့ထုံးစံနိုင်ပဲအဝေးကွင်းအဲတောက်လျှောက်၉အောက်တဲ့အသင်းဖြစ်တယ်။နောက်ဆုံး၅ဘွဲမှာ၄ဘွဲ၉အောက်ထားတယ်။အချက်ကြောင့်ဒီဘွဲတော့နှစ်သိန်းပေါင်းရအောင်မှာအလွန်ဆုံးနှလုံးနဲ့ပဲပွဲပြီးသွားမယ်ထင်ပါတယ်။နော်ဒီဘွဲလေးတော့ဗလာဂါနို၉အောက်လေးပဲယူချဲထားပါတယ်နော်။ပြီးပါ၉အောက်ဖြစ်ပါတယ်။ Okay ဒါဆိုတော့ဒါဒီနေ့ဒီ live ကတော့ဒါဘွန်ဒလီဂါနဲ့လာလီယာရဲ့ပွဲကြုံသုံးသချက် live လေးဖြစ်ပါတယ်။အဲ့တော့ကျွန်တော်အခုနားမယ်ပြီးရင်ဆက်ဆက်ပြီးတော့ဒါ Premier League သုံးသချက်နဲ့အတူယူချဲမှု၄သိန်းပေါင်းမောင်း၁နဲ့မောင်း၂နဲ့အတူဒါ အဲရွေးချယ်မှုတကြောင်းနဲ့တော့ပွဲလေးတွေဆက်ပြီးပြောပြီးတော့မှဖြစ်ပါတယ်။ Okay အဲ့တော့ဒါဒီ live လေးကိုဒါကြည့်ရှုပဲ brother တွေ share ပဲ brother တွေ comment ပဲ brother တွေတောင်းရှင်းတော့အများကြီးတူတင်ပါရပါ။ဆိုတော့ဒါ